ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ကျွန်တော်မြန်မာပြည်သား trader တွေအတွက်ကျွန်တော်ဒီ trading ပြုလုပ်တဲ့အခါမှာဘယ်လိုမျိုးစတင်ပြီးတော့မှကျွန်တော်အယောင်းဝယ်ပြုလုပ်မလဲအာကျွန်တော်ဒီ trading system ချမှတ်တဲ့အခါမှာဘယ်လိုမျိုးချမှတ်ကြမလဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရှင်းပြပေးသောဖြစ်ပါတယ်ကျွန်တော်ဒီအယောင်းဝယ်စတင်ကျွန်တော်ပြုလုပ်တဲ့အခါဆိုရင်ပေါ့နော်ဒီ trading ဒီကိုယ့်ရဲ့ဒီ market ကိုချီးခဲ့တဲ့ viewer nix နဲ့ကအသိကိုရေးကြည့်ပါတယ်ဒါကကျွန်တော် trading strategy လို့ခေါ်တယ်ပြီး trading system ပေါ့နော်အစဉ်ကပြုလုပ်ရတဲ့ဟာလည်းဒါပါတယ်ပေါ့နော်ဒီနေ့မှာတော့ဒီ trading system တစ်ခုရဲ့အခြေခံအကျဆုံးပြီးတော့ trading strategy ပေါ့နော်ကျွန်တော်တို့စပြီးတော့ market ကိုဘယ်လိုမျိုး ရောင်းဝယ်လုပ်လို့ရနိုင်မလဲအရောင်းဝယ်လုပ်လို့ရတဲ့ပုံစံဘယ်နှမျိုးလောက်ရှိလဲသူတို့ရဲ့အားသာချက်အားနည်းချက် ဒါတွေအကုန်လုံးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့အခုမှစတင်ပြီးတော့မှရောင်းဝယ်လုပ်မဲ့ trader တွေအတွက်ကောအာကျွန်တော်ရောင်းဝယ်လုပ်တဲ့အခါမှာအခက်အခဲရှိနေတဲ့ trader တွေအတွက်ကောအာ BTV လို့လေးရကျွန်တော်အများကြီးအသုံးဝင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ကျွန်တော်တို့အတူတူကလိုက်ပြီးတော့မှလေ့လာကြည့်ကြအောင်โอเคဆိုတော့ကျွန်တော်တို့အခုသွားမယ့်အစားကတော့ဒါ စတင်ပြီးရောပေါ့နော်ကျွန်တော် trading system အမျိုးအစားအကြောင်းပြောပြောပြရမယ်ပေါ့နော်ဒါကတော့ trading system ဆိုတာကတော့ဒါကျွန်တော်တို့ဒီဒီနေ့ခေါင်းစဉ်မှာတော့ trading system ထဲမှာပါတဲ့အခြေခံချဆုံး market ကိုဘယ်လိုယူဆမလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရှင်းပြပေးတော့ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အခု trading strategy လို့ကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်တို့ strategy လို့ပြောမယ်ဆိုရင်ကျွန်တော်တို့ရေးဘူးရအဖြစ်ပေါ့နော်ကျွန်တော်တို့သုံးခုကျွန်တော်ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ trend trading ပေါ့နော် trend ကို market trend ဖြစ်တဲ့အခါမှာ trade ရဲ့ပုံစံဖြစ်ပါတယ် တနည်းအားဖြင့် तू ကအတက်မှလည်းဖြစ်နိုင်တယ်အကျမှလည်းဖြစ်နိုင်တယ်ဒါကိုကျွန်တော်က trend trading လို့ကျွန်တော်တို့ကခေါ်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့က sideway trading လို့ခေါ်ပါတယ် market ကကျွန်တော်တို့ဒီ market cap ပေါ့နော်ကျွန်တော်တို့က sideway တစ်ခုအနေနဲ့ကျွန်တော်တို့သွားနေတဲ့ခါမျိုးမှာအပေါ်အောက်သွားနေရပေါ့နော်ဆိုတော့ trend မရှိတဲ့ခါမျိုးကြရင်ဒါဟိုကိုက trade လို့ရတဲ့ပုံစံတစ်ခုဖြစ်ပါတယ်ဒါကိုကျွန်တော်တို့က sideway trading လို့ခေါ်ပါတယ်နောက်တစ်ခုကျတော့ဘာလဲဆိုတော့ contrarian trading လို့ခေါ်ပါတယ် contrarian trading ဆိုတာက trading against the trend ပေါ့နော်လက်ရှိရှိနေတဲ့ trend trend ကို against ရှိနေတဲ့ existing trend ကိုပေါ့နော်ရှိနေတဲ့ trend ကိုကျွန်တော်တို့ဒါဟိုစန့်ကျင်ပြီးတော့မှဒါ trade တဲ့ပုံစံဖြစ်ပါတယ် contrarian trading လို့ခေါ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ရည်ဦးရအဖြစ်ကျွန်တော်တို့ဒါရှိတဲ့ပုံစံမျိုးပေါ့နော် so အဲ့ဒီမှာမှာ trader တွေကတော့ကျွန်တော်တို့ကိုအသုံးပြုတဲ့အာ style နေ technique တွေကိုကျွန်တော်တို့ပုံစံမျိုးစုံနဲ့ကျွန်တော်နာမည်ပေးကြရတယ်ပေါ့နော် so ရည်ဦးရအဖြစ်တော့ဟို trend ကို trade တဲ့ပုံစံဖြစ်ပါရှိမယ်ပြီးသွားတဲ့အခါကျရင် sideway ကို trade တဲ့ပုံစံရှိမယ်ပြီးတော့လက်ရှိ market ကဲ့ ရှိနေတဲ့ existing trend ကိုစန့်ကျင်ပြီးတော့မှထွက်တဲ့ပုံစံဆိုပြီးတော့မှကျွန်တော်တို့ရေဘူးရအဖြစ်ကျွန်တော်တို့ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ချင်းကျွန်တော်တို့သွားကြည့်ကြည့်ရအောင်ဆိုတော့ကျွန်တော်တို့ဒီဒီဟိုပါတော့ကျွန်တော်တို့ဒီ trading trend trading ကိုကျွန်တော်ညင်တော့ပါမယ် trend မှာဆိုရင်ကျွန်တော်တို့ attack trend လည်းရှိမယ်ကြာ trend လည်းကျွန်တော်ရှိမယ်ဆိုတော့ဘယ်လိုသွားလဲဆိုတော့ကျွန်တော်တို့ဒါ step looking for the trade ပေါ့နော် ကျွန်တော်တို့ဒီ looking for the trend ဟိုပါပေါ့ ဒီ trend တစ်ခုကိုဒီ trade တစ်ခုကိုစတင်ပြီးတော့မှကျွန်တော်တို့ရှာဖွေမယ်ဆိုရင်အအရင်ဆုံးတော့ဒီ trend တစ်ခုကစရှိဖို့ကျွန်တော်လိုရပါတော့ပုံမှန်အဖြစ်ကျွန်တော်တို့ဒီ trend တစ်ခု ကျွန်တော်တို့ရပြီဆိုတာ ਨੇ ကျွန်တော်တို့ကဒါ turning point ဆိုရယ် reversal point ကိုကျွန်တော်ရှာပြီးတော့မှဒါ trade တဲ့ပုံစံပေါ့နော်ဒီ continuous ဒီ trend trading ဆိုရယ်ဥစ္စာမှာဟုတ်ပဲကျွန်တော်ရေးဘူးရအဖြစ်ကျွန်တော်တို့အာနှစ်ခုကွဲတယ်ပေါ့နော်ပထမတစ်ခုကျတော့ကျွန်တော် reversal point ပေါ့ turning point ပေါ့ market တစ်ခုစပြီးတော့မှဟို ဟိုအကြနေပြီးတော့မှကျွန်တော်တို့ဒီအတက်တော့တက်ပဲပေါ့နော်ဆိုပါဆိုအတက်တစ်ခုရှိရဆိုပါဆိုတက်တစ်ခုရှိရဆိုရင်အာ yellow retracement ချက်ပြန်ကြပြီဆိုရင်အာတက်တစ်ခုရှိတယ်ရှိရဆိုရင် yellow retracement ကျွန်တော်ပြန်ကြပြီဆိုရင်အဲ့ retracement မှာကျွန်တော် turning point မှာကျွန်တော်ဝယ်တဲ့ပုံစံမျိုးကျွန်တော်ရှိတယ် နောက်တစ်ခုကျတော့ဗာလဲဆိုတော့ continuation trade လို့ခေါ်တဲ့ကျွန်တော် market တစ်ခုက trend တစ်ခုရဲ့လို့ကျွန်တော်တို့ဖြစ်ပြီး existing ဖြစ်နေပြီဆိုရင်ကျွန်တော်တို့အာဒီလိုမျိုး reason high တစ်ခုကိုကြော်မှကျွန်တော်တို့ဝင်တဲ့ပုံစံမျိုးဆိုကျွန်တော်ရှိရပါတော့เนาะဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ဒါဟိုတွားကြပါတယ်ဆိုတော့ဒါကိုလည်းကျွန်တော်ဒီဘက် slice မှာကျွန်တော်တစ်ချက်ရှင်းပြပေးပါမယ်အခုဒါဆိုရင် trend trading မှာပေါ့เนาะအာ turning point reversal point ဥပမာအဖြစ်ကျွန်တော်ဗာလဲဆိုတော့ ဒီ weight higher time frame trend establish and look for the turning point reverse point in lower time frame ပေါ့နော်ဆိုတော့ဘာလဲဆိုတော့အရင်ဆုံးတော့ဒီဒီဟာပေါ့နော်ကျွန်တော်ဒီ trend trading ကို trade ဖို့အတွက်ကအရင်ဆုံးဒီ trend တစ်ခုက establish ဖြစ်တယ်ဆိုတဲ့ဟာတစ်ခုကျွန်တော်တို့အရင်ဆုံးရှိဖို့လိုပါတယ် trend တစ်ခု establish ရဆိုတဲ့ဟာကိုကျွန်တော်နည်းနည်းလေးရှင်းပြပေးခြင်းပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့က market ကအခုဒီလိုမျိုးပုံစံမျိုးကျွန်တော်ပေါ်တယ်ဆိုတာကကျွန်တော်တို့9မိနစ်ချက်မှာလဲကျွန်တော်တို့ပေါ်နိုင်တယ် အာ15မိနစ်မှလည်းပုံနိုင်တယ်နိုင်ခွက်မှလည်းပုံနိုင်တယ်ဆိုတော့ကျွန်တော်တို့က trend တစ်ခုမိမိရတစ်ခုရှိဖို့တော့ကဆိုရင်ကျွန်တော်တို့ဒီ time frame ကြီးမှာကျွန်တော်တို့ဒီဒီ establish trend trade trade ဖို့လိုတယ်အဲအဲ့ပုံမှာလည်းကျွန်တော်ဘာကွဲပြားလဲဆိုတော့ဟို time frame အာ trading training style ပုံမူတည်ရေပေါ့နော်ကိုက swing trading လိုမျိုးကိုကနည်းနည်း swing trading လိုမျိုးလိုကိုကဒီရေလက်လိုမျိုးအတိုင်းတာမျိုးပေါ့ကျွန်တော် trade မယ်ဆိုရင်ကျွန်တော်တို့ဒီဟို time frame အကြီးကိုကျွန်တော်ယူဆတဲ့အခါမှာ daily တို့เนาะကျွန်တော်တို့ h4 တို့ဆိုရဲဒီ time frame တွေဟာကျွန်တော်တို့ဒီ sin trading အတွက်ကို ကျွန်တော်တို့ဒီ time frame အာ trend ကြည့်ရတဲ့အခါမှာကျွန်တော်တို့အစဉ်ပြေတယ် daily နဲ့ h4 မှာကျွန်တော်တို့ trend တစ်ခုစတင်ပြီးတော့မှကျွန်တော်တို့ဒါပါပေါ့เนาะစတင်ပြီးတော့မှကျွန်တော်တို့ရှိပြီဆိုမှเนาะကျွန်တော်တို့ဒီ time frame အသေးမှသွားပြီးတော့မှရောင်းဝယ်လုပ်တဲ့ပုံစံမျိုးပေါ့เนาะဆိုတော့အရင်ဆုံးတော့ကိုကကိုယ့်ရဲ့ trading strategy က day trading လားဒါပထမဆုံးကျွန်တော်တို့ဒီ အာဒီ day trading နဲ့ဒါမှမဟုတ်ကျွန်တော်ဒီ swing trading နဲ့ကျွန်တော်သိဖို့လိုပဲပေါ့နော် day trading ကိုကပြုလုပ်တယ်အာပြုလုပ်တယ်ဆိုရင်ကျွန်တော်ဒီ time frame ကိုရဲ့ဒီ trend ကြီးတဲ့ဟာဒီ daily h4 မဟုတ်တော့ဘဲနဲ့ကျွန်တော်ဒီ h1 time frame လာကိုကျွန်တော်ပြောင်းသွားတယ်တကယ်လို့ကိုကကိုကြည့်ရဲ့ဒီ trading time frame ဟာပေါ့နော်ဒီ trade တဲ့ဟာက swing trading ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကြည့်ရမယ့်အဟာဒီဒါအာကိုကြည့်ရမယ့် trend ဒီကျွန်တော်တို့ h4 နဲ့ day 1နဲ့ကိုကျွန်တော်ဒီကြည့်ပြီးတော့မှဟိုက သွားလို့ကျွန်တော်ရတယ်ဒီ h4 နဲ့ day 1ကိုကြည့်ပြီးတော့မှာကျွန်တော်ဒီ trend တစ်ခု establish trend တစ်ခုရှိမရှိရင်ကြည့်မယ်ပြီးသွားတဲ့အခါမှာ time frame တွေကိုကျွန်တော်ဆင်းရတယ်ပေါ့နော်အဲအဲ့လိုမျိုးကျွန်တော်သွားပါတယ်ဆိုတော့အရင်ဆုံး trend trading ရဲ့အဓိကအနှစ်သာရပါလဲဆိုတော့ trend တစ်ခုရှိဖို့လိုတယ်ကိုကအာ swing trading trade မယ်ဆိုရင် daily နဲ့ h4 လောက်မှာ trend trend တစ်ခုလို့ယူဆတဲ့ trend တစ်ခုကျွန်တော်ရှိဖို့လိုတယ် ကိုက day trading လုပ်မယ်ဆိုရင် h1 time frame လောက်မှာ trend တစ်ခုရှိဖို့လိုတယ်အဲ့လိုရှိသွားရှိသွားပြီဆိုရင်ကျွန်တော်ဒီ time frame အသေးကိုဆင်းလို့ရတယ်ဟို swing trading အားဖြင့်ဆိုရင်တော့ကျွန်တော်ဒီ daily နဲ့ a4 မှာ trend တစ်ခုကျွန်တော်တို့ဆိုပါစို့ down trend တစ်ခုကျွန်တော်တို့ရှိနေပြီဆိုရင်ကျွန်တော်တို့ကဒီ h1 လောက်ကိုကြည့်ပြီးတော့မှကျွန်တော်ဒီဒီလိုမျိုး stock chart တစ်ခုကျွန်တော်တို့ဒါစတင်ပြီးတော့မှဒီအကြတစ်ခု structure တစ်ခုစမြင်ပြီဆိုရင်ကျွန်တော်တို့ကဒါအယောင်းဝင်လို့ရတယ်အကယ်၍ကျွန်တော်တို့ကြည့်တဲ့ကျွန်တော်တို့ဒီ အာ swing trading မလုပ်ဘူး day trading scalping ပုံစံမျိုးသွားမယ်ဆိုရင်တော့ h1 time frame လောက်မှာကျွန်တော်ဒီသူ့ရဲ့ established trend တစ်ခုရှိမရှိကိုကြည့်ရမယ်စပြီးတော့မှအခြား trend ပေါ့နော်ဆိုပါဆို trend တစ်ခုကျွန်တော်ဖြစ်တည်ပြီးလို့ကျွန်တော်ယူစပြီးဆိုရင်သူ့ရဲ့ time frame အသေးဖြစ်တဲ့ကျွန်တော်5မိနစ်ချက်တော့5မိနစ်ချက်တို့ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့အာ10မိနစ်ချက်ပြီးနောက်တစ်ချို့ကျတော့15မိနစ်ချက်ပေါ့သွားကြရတယ်ပေါ့နော် ID ကတော့5မိနစ်ချက်ကတော့ပို့ပြီးတော့မှဒါ အာ just nice ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ဒါခံစားရတယ်ဗောနော်ဆိုတော့ဒီ9မိနစ်6လောက်ကိုသွားကြည့်ပြီးတော့မှ trend ရှိရဲ့ဆိုရင်ကျွန်တော်တို့ကသွားလို့ရမယ်အခုကျွန်တော်ကတော့ဒါဟိုဒီဒီ high end frame establish ဖြစ်တယ်ဆိုတဲ့ဟာတခုကိုကျွန်တော်ဒါရှင်းပြပြီးွားပြီးဗောနော်အဓိကကတော့ကျွန်တော်ကဒီဘလိုနေရာမှာဟိုရောင်းဝယ်လုပ်လဲနော်ဘလိုပုံစံမျိုးနဲ့လုပ်လဲပြီးတော့ဘလိုနေရာမှာဟိုဘလိုနေရာမှာဘလိုပုံစံမျိုးနဲ့ရောင်းဝယ်လုပ်လဲအဲဘလိုပြီးတော့ဘလိုပုံစံမျိုးတွေနဲ့ကိုကနေပြီးတော့မှ အာစီမံလို့ရလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့မှကျွန်တော်ပြပြပေးတာပေါ့နော်ဆိုတော့ဒီ trend အာ time frame ရဲ့ကျွန်တော်တို့ time frame နေနဲ့ကျွန်တော်တို့ဒီ trend တွေကိုပြောတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ဒါပြောမှဆိုတော့ဒါအများကြီးပေါ့နော်ဆိုတော့တစ်ဖက်ကတော့ကျွန်တော်ဒါဒီ time frame high time frame ဆိုတဲ့ဟာကိုကြည့်မယ်ဆိုရင်တော့ကိုရောင်းဝယ်လုံးမဲ့အာဒီ style မမူတည်ရယ် swing ဆိုရင်တော့ကျွန်တော် time frame day 1နဲ့ h4 လောက်ကိုကြည့်ရမယ် day trading ဆိုရင်တော့ကျွန်တော်ဒီအသေးကိုကျွန်တော်ကြည့်ရမယ်ဆိုတော့ဒါကတော့ကျွန်တော်တို့သိရမယ်ဒါအာအခြေခံပေါ့เนาะဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့အခုထပ်ပြီးကျွန်တော်ပြောမယ့်စာကဘာလဲဆိုတော့ဒါအယောင်းဝင်လုပ်တဲ့ပုံစံမျိုးပေါ့เนาะ trend trading မှာမှာကျွန်တော်တို့ဒီအယောင်းဝင်လုပ်လို့ရတဲ့ပုံစံကျွန်တော်တို့ကအာရေဘူးရနှစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီ trend မှာကိုပဲကျွန်တော်တို့ကဒီ reversal point နေမှာကျွန်တော်တို့အယောင်းဝင်လုပ်တဲ့ပုံစံမျိုးပေါ့เนาะ reversal point နေမှာကျွန်တော်အယောင်းဝင်လုပ်တယ်ဆိုတော့ကျွန်တော်တို့ဒီ market တစ်ခုမှာ စပြီး trend တစ်ခုရေလို့ဖြစ်တာပြီဆိုရင်ဆိုပါစို့ကိုကအာ day trading လုပ်မယ်ဆိုရင်ကိုကဒီ h1 time frame မှာကိုက establish တစ်ခုရှိပြီဆိုရင်ကိုကဘာလုပ်ရမလဲဆိုတော့ဒီ9မိနစ်လောက်ချက်မှာပေါ့နော်ကိုကနေပြီးတော့မှာဒီ reversal point reversal point reversal trading system သုံးမယ်ဆိုရင်အဲ့လို reversal ဖြစ်နိုင်မယ့်နေရာကြီးကျွန်တော်ကြည့်ရမယ်ပြီးသွားတဲ့ခါကျရင် reversal ဖြစ်ပေါ်တက်တဲ့ candlestick ဖွဲ့စည်းပုံတွေကျွန်တော်ကြည့်ရမယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်ဟို reversal ဒီ trading တခုကျွန်တော်တို့ဖြစ်တဲ့အခါကျရင်ဘယ်လိုပုံစံမျိုးဖြစ်လဲဆိုတော့အဲ့လို reversal point နေမှာကျွန်တော်တို့ဒီအယောင်းဝင်လုပ်ပြီးတော့မှာကျွန်တော်တို့ဒီအာဟို trade လုပ်ရတယ်ပေါ့နော်ဆိုတော့ဒီ market ကဒီ turning point နေမှာကျွန်တော်တို့ဒီအယောင်းဝင်ကျွန်တော်လုပ်လို့ရတယ်ဒါနံပါတ်၁ချက် trend တခုရှိလာပြီဆိုရင် time frame အသေးမှာဒီ reversal point နေမှာကိုကအယောင်းဝင်ကျွန်တော်လုပ်လို့ရပါတယ်ဆိုတော့အဲ့ reversal point ကိုကိုရှာဘူးတော့ကဘယ်လိုလုပ်ရမလဲဆိုတော့နံပါတ်၁ချက်ဒီနေရာမှာကျွန်တော်တို့ SNR လို့ခေါ်ရဲ support resistance နေရှိမရှိကြည့်လို့ရတယ် ပြီးွားတဲ့အခါကျရင်ကျွန်တော်ဒီနားမှာ candidate formation တွေဘယ်လိုမျိုးကျွန်တော်တို့ပေါ်လဲကျွန်တော်ကြည့်လို့ရတယ်ပြီးွားတဲ့အခါကျရင်ကျွန်တော်တို့ဒီအကူကရိယာနေနေပေါ့နော်ကျွန်တော် indicator ဖြစ်တဲ့ stochastic တို့ MACD တို့ပြီးွားတဲ့အခါကျ RSI တို့အဲ့လိုမျိုးနေပေါင်းဆက်ပြီးတော့မှကျွန်တော်တို့ဒီ reversal point တွေကိုကျွန်တော်တို့ကဖမ်းလို့ရတယ်ပြီး Bollinger Band ပေါ့နော် Bollinger Band နဲ့ပေါင်းပြီးဖမ်းလို့ရတယ်ဆိုတော့နံပါတ်1အနေနဲ့ trend trading ပြုလုပ်မယ်ဆိုရင်ပထမလုပ်မယ်ဆိုရင်ကျွန်တော်တို့အအသုံးပြုလို့ရတဲ့ပုံစံဒီ reversal point ပေါ့နော် turning point တွေကိုကျွန်တော်ရှာပြီးတော့မှ ဲ့နေရာနေပြီးတော့မှကျွန်တော်အဝယ်ရောင်းကျွန်တော်ပြုလုပ်ယူရပါတယ်။ Okay ။နောက်တစ်ခုကဘာလဲဆိုတော့ဒီ trend trading ခေါင်းစဉ်အောက်မှာပဲတော့အာဟိုဒီ trade လုပ်ရတဲ့ပုံစံဒီဘာလဲဆိုတော့ Sona ကဒီ reversal point ပေါ့နော်။ဒီ reversal point turning point မှာ trade တဲ့အပြင်နောက်ထပ်တစ်ခုရှိပါသေးတယ်။အဲ့ဒါဘာလဲဆိုတော့ continuation trade တနည်းအားဖြင့် momentum trade လို့လည်းခေါ်တယ်ပေါ့နော်။ဆိုတော့အဲ့ဒါကတော့ဘယ်လိုမျိုးလဲဆိုတော့အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့တချို့ trader တွေကြတော့ဘကွန်ဆတ်ကဘယ်လိုရှိလဲဆိုရင်ပေါ့နော်ဘကွန်ဆတ်ကကျွန်တော်ဘယ်လိုရှိလဲဆိုရင်ကျွန်တော်တို့က ဒီ9တကောင်ကျွန်တော်တို့ရှိရဆိုရင်ဒါ9ရဲ့ခေါင်းရှိတယ်9ရဲ့အမီးရှိရဆိုရင် तू ကဒီ9ရဲ့ခေါင်းတို့9ရဲ့အမီးတို့ तू ကမယူဘူးပေါ့နော် तू က9ရဲ့ဒီ body ပတ်ကိုပဲ तू ယူတယ်ပေါ့ဆိုတော့ဒီ body အစိပ်ပိုင်းကိုပဲ तू ယူပြီးတော့မှစားရပေါ့ဆိုတော့ဒီ body စိတ်ပိုင်းကပို့ပြီးတော့မှ juicy ဖြစ်ဆုံးတယ်ပို့ပြီးတော့မှအသားပေါဆုံးတယ်စားလို့ပိုကောင်းတယ်လို့ ရှုကအဲ့လိုမျိုးဒါဟို philosophy တခုရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံမျိုး trade လုပ်လို့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကဒီဥမာအပြင်ကျွန်တော်ဒီ chart ကိုကြည့်တဲ့အခါကျကျွန်တော်တို့မှာ turning point တွေကျွန်တော်ရှိတယ်ပေါ့နော် turning point တွေဆိုတော့ကျွန်တော်ဒီမှာ turning point တွေရှိတယ်အာဒီမှာ turning point တွေရှိတယ်အာဒီမှာ turning point တွေရှိတယ်ကျွန်တော် turning point တွေရှိတယ်ဆိုတော့ကျွန်တော်တို့ဒီတချို့ trader တွေကြတော့အဲ့လို turning point တွေမှာဆောနာကျွန်တော်ပြပေးခဲ့တဲ့ turning point တွေမှာမ trade ဖဲနဲ့အချိန်တစ်ခုရလာမှာ trade တဲ့ပုံစံမျိုးကျွန်တော်သုံးရတယ်ပေါ့နော်ဥမာအပြင်ကျွန်တော်ဘာလဲဆိုတော့ market တစ်ခုကကျွန်တော်တို့ ို trade တဲ့အခါမှာပေါ့နော် sona belt ဒီလိုမျိုးဟို turning point တစ်ခုကျွန်တော်တို့ဒီလိုမျိုးရှိရဆိုရင်ဒီလို turning point မှာတချို့ကြတာမ trade ဖြစ်နေကျွန်တော်တို့ဒီမှာရှိရ reason လို့လို့ခေါ်တယ်ကျွန်တော်တို့အာဒီဟိုပါပေါ့နော်ဟိုဝယ်လိုတာတစ်ခုရှိရနေရအဲ့နေရာကိုကြော်ဖြတ်ပြီးသွားမှာပဲတချို့ကအဲ့လိုနေရာမှာဝယ်ပြီးရောင်းပြီးတော့မှကျွန်တော်တို့ဟိုဒီတောက်လျှောက်ကြရတဲ့အဆောင်မျိုးယူကြရတယ်ပေါ့နော်ဆိုတော့ကိုတန်ရန်တန်ရန်ကိုလုပ်လို့ရတယ်ဒါကျွန်တော်ကတော့ visualization ပေါ့နော်ကိုကဘယ်လိုပုံစံမျိုးနဲ့အဆင်ပြေမလဲဆိုတဲ့ဟာတစ်ခုမျိုးလုံးနဲ့မြင်အောင်ကျွန်တော်ပြပေးရဖြစ်ပါတယ်ဆိုတော့အခုဒီမှာဆိုရင် အာကျွန်တော်ဒီလို turning point နေမှာအယောင်းဝင်ကိုကျွန်တော်တို့ကမလုပ်ဖဲနေ။ဟောကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ market တစ်ခုအချိန်ရပြီဆိုမှလုပ်တယ်။ဒီမှာ reason လို့တစ်ခုကြော်ပြီဆိုမှကျွန်တော်တို့ကဒီလိုနေရာကြီးမှာကျွန်တော်တို့အယောင်းဝင်လုပ်တယ်။ဒီလိုနေရာမှာအယောင်းဝင်လုပ်တယ်။ဒီလို turning point နေမှာမလုပ်ဖဲနေ။ဒီလိုမျိုးအာဒီလိုမျိုးကျွန်တော်တို့အာ reason လို့တစ်ခုကိုကျွန်တော် break ဖြစ်ပြီးသွားမှာပေါ့။တနည်းအားဖြင့်ကျွန်တော်ဒီလိုမျိုး reason လို့တစ်ခုကို break ဖြစ်ပြီးသွားမှာဒီ break ဖြစ်သွားတဲ့ကံတွေမှာဒါအယောင်းဝင်လုပ်တယ်ပေါ့နော်။အခုဒီမှာဆိုရင်လည်းကျွန်တော်တို့ဒီလိုမျိုး break ဖြစ်သွားပြီဆိုမှဒီ break ဖြစ်သွားတဲ့ candle မှာအယောင်ဝင်လို့တယ်ပေါ့နော်ဆိုတော့အဲ့ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ရောင်းဝင်ကျွန်တော်လုပ်လို့ရပါတယ်ဒါပါလဲဆိုတော့အာအာတနည်းအားဖြင့် momentum trading အကွန်နီရှင်ထရိတ်လို့ကျွန်တော်ဒါပြောလို့ရတယ်ပေါ့နော်ဆိုတော့နှစ်ခုစလုံးမှာသူ့ရဲ့အားသာချက်အားနည်းချက်တွေရှိပါတယ်ဆိုတော့ reversal point ရဲ့အားသာချက်ကတော့ဘာလဲဆိုတော့သူကတော့ ပါလဲဆိုတော့ market တခုစပြီး turning point နေရာမှာမိရဲ့အတွက်ကြောင့်ကိုတို့ကပို့ပြီးတော့မှ profit ကရနိုင်ကြီးอ่ะရခဲ့မယ်ဆိုရင်ပို့ပြီးတော့မှကျွန်တော်များတယ်ဗောနော်သူ့ရဲ့ down side ကပါလဲဆိုတော့တခါသေးချရင် bottom လို့ခေါ်တဲ့ဒီအနေအဆေးကိုကျွန်တော်ဖမ်းတဲ့ခါမှာဘယ်သူမှဒီကောင်ဒီလုံးဝအနေအဆေးဆိုပြောလို့မရဗောနော်နေပြီးနေထပ်ပြီးတော့မှနေနိုင်တယ်ကိုကဒီမှာ turning point တခုလို့ဖမ်းထားပြီးဆိုမြဲဈေးရထက်ကြတယ်အာထက်ကြတယ်အာပြီးွားတဲ့ခါကျရင် အာဇေယထက်ကြရတယ်ပြီးွားတဲ့ခါကျရင်အာဇေယအပေါ်ကိုအာတက်တယ်ကိုကကိုကထပ်ပြီးတက်လို့ဝယ်မယ်ထင်တယ်ဆိုရင်ထပ်ပြီးတော့မှဒီပုံကိုကြာတယ်အဲဟောက်ပြီးကွာဒါဆိုတော့ကိုစတော့လို့ထိတာများလို့မဝယ်တော့ဘူးဆိုမှဇင်းလုံးဒီဝုန်းဆိုပြီးတော့မှအပေါ်တက်သွားတယ်ဆိုတော့အဲ့လိုမျိုးအာသူ့ရဲ့ downside တော့ရှိတယ်ဆိုတော့ဒီလိုမျိုးကြောင့်ကိုကတော့ဟိုဟိုအယောင်းဝင်လို့တဲ့ခါမှာ entry criteria ကိုတေချာလေးတော့ကိုကပြင်ဆင်ဖို့လိုတယ်အာ candlestick တစ်ခုလည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ support resistance တွေပါမယ် indicator အကူအညီပါမယ် အာဒီကန်နက်စတစ်ပုံစံလေးတွေဘယ်လိုဖွဲ့စည်းမှုရှိလဲဆိုတေချာလေးပေါ့နော်ကိုကအဲ့လိုမျိုးလိုက်ပြီးတော့မှကြည့်ဖို့လိုတယ်ပြီးတော့ higher time frame support လုပ်ဖို့လိုတယ်အာဒီနေရာမှာတော့ဒီပုံစံကြီးက time frame အသေးမှာတော့ကိုကဒီလိုဝင်လို့ရတဲ့ setup ဖြစ်နေပြီဆိုပေမဲ့ time frame တကယ် trend မရှိနေဘူးဆိုရင်သူက trend မရှိတဲ့အတွက်ကြောင့် market ကဒါ sideway ဖြစ်နေမှာပဲအဲ့တို့ကြောင့်ကိုကကိုဝေလိုက်တဲ့အခါမှာဈေးကမတက်ဖဲနဲ့ weak white နေရာမျိုးတွေဒါမှဆက်ပြီးတော့မကျမျိုးတွေပေါ့နော်အဲ့လိုမျိုးကြုံနိုင်တယ်အဲ့တို့ကကိုကအတက်လို့ကိုကယူဆရဆိုရင်နံပါတ်တစ်ချက် time frame ကြီးမှာ trend တစ်ခုရှိဖို့လိုတယ်ကိုရောင်းဝယ်လို့တဲ့ style မှမူတီးရပါတော့ daily ဆိုရင်လည်း h1 လောက်ပေါ့ကျွန်တော်တို့ day trading ဆိုရင်လည်း h1 လောက်ပေါ့ swing trading ဆိုရင်လည်း daily time daily time frame နဲ့ h4 လောက်ပေါ့အဲ့လိုမှ trend ရှိရမယ်ပြီးမှဒီလိုမျိုး time frame အသေးမှလာပြီးတော့ဒီလိုမျိုး turning point ကိုကျွန်တော်ဖန်လို့ရရပါတော့ဆိုတော့ profit ရနိုင်ကြတော့ပုံများတယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့ကျွန်တော်တို့ဒီ buying the dip ပေါ့အောက်ခြေမှာကျွန်တော်ဝယ်တဲ့ခါကျရင်ကျွန်တော်တို့တော့ကဟိုဘလောက်ဈေးဆက်ကြမလဲဆိုတဲ့စာတခုကပြောဖို့ကခက်တယ်ပေါ့နော်အဲ့တော့ကို့မှာ အာဘယ်လိုခေါ်မလဲဘတ်တက်စတင်းအတွေ့အကြုံများရှိဖို့လိုတယ်ပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့ဒီအာဈေးနှုန်းဟိုဝယ်တဲ့ criteria ကပို့ပြီးတော့မှနည်းနည်းပိုကြည့်လက်ဖို့လိုတယ်ပေါ့နော်အဲအဲ့လိုမျိုးကျွန်တော်ရှိပါတယ် Okay နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ဒီ continuation trade ရဲ့အားသာချက်ကဘာလဲဆိုတော့ तू ကတော့အာသူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ तू ကတော့ဒီ established trend တစ်ခုဖြစ်ပြီးသားဖြစ်သွားတဲ့အတွက်ကြောင့်ပေါ့နော်စပြီးဒီလိုမျိုးဖြစ်ပြီးဆိုတဲ့အတွက်ကြောင့် तू ကတော့ဟိုပို့ပြီးတော့မှဟိုဝင်တဲ့ခါမှာတော့နည်းနည်းဈေးနှုန်းဒီ driver ဆက်ပြန်ဖို့တော့ကနည်းနည်းပို့ပြီးတော့မှဒါဟိုအချိန်တစ်ခု ပေးရတယ်ပေါ့နော်ဆိုတော့နည်းနည်းပို့ပြီးမှသူကတော့အာဝင်ရတဲ့ခါမှာနည်းနည်းပို့ပြီးမှတော့အဆင်ပြေတယ် store လုံးနည်းနည်းတည်တည်ထားပြီးတော့ကျွန်တော်ဝင်လို့ရတယ်ဒါပေမဲ့တခုရှိတာကဘာလဲဆိုတော့သူဝင်နေတခါတည်းကြရင် market ကဟိုပြောမယ်ဆိုရင်တော့ဈေးနှုန်းကအများကြီးကျွန်တော်တို့ဟိုကျပြီးသွားမှဒီလိုမျိုး trend တစ်ခုဖြစ်တဲ့ခါမျိုးကျရတဲ့ခါကျရင်တော့ကိုကဒီဝင်လိုက်တဲ့ချိန်မှာဆိုရင်ဈေးနှုန်းကကျတော့ကျရမယ်နည်းနည်းပဲကျပြီးပြီးမှပြန်တက်သွားတာမျိုးကျွန်တော်တို့ကြုံရတယ်ပေါ့နော် profit ကိုကျွန်တော်တို့အရင်မရမျိုးရှုံကြုံရတယ်ဒါပေမဲ့ကိုကအစောပိုင်းကာလမှာတချို့အချိန်တွေမှာဆိုရင်နည်းနည်းလေး market က အာ retracement ပြန်တယ်ဒီမှာ turning point ရှိရပေါ့နော် turning point တစ်ခုရှိတယ်ဒီမှာကိုကမလှုပ်လို့ရအောင် black bull စင် retracement ပြန်တယ်ဆိုရင်ဒီလိုနေရာမျိုးမှာကိုကဝယ်ဆိုရင်တော့တောက်လျှောက်ဒီလိုမျိုးအကြရကိုကျွန်တော်ကရနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ကိုကဟိုဒီ condition trade ကိုဝင်တဲ့အခါမျိုးကြာရင်တော့ကျွန်တော်တို့ဒီဟိုထားတဲ့ဒီ stop loss တွေပြီးသွားတဲ့အခါကျရင်နည်းနည်း price က reversal ပြန်မဲ့ chance ကတော့နည်းနည်းတော့နည်းနိုင်တယ်ဒါပေမဲ့တခုတော့ရှိရယ်နော်ဆောနာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဟိုတော့ရှိဖို့လိုတယ်ကျွန်တော်တို့ဒီ အာ trend တော့ရှိဖို့လိုတယ် high intent frame မှာ trend trend ရှိဖို့လိုတယ် trend မရှိဘူးဆိုရင်တော့ဒီလိုစနစ်ကအလုပ်ဖြစ်မှာမဟုတ်ဘူး trend ရှိပြီးသားမှာဝယ်မယ်ဆိုရင်လည်းတက် trend ရှိဖို့လိုတယ်ရောင်းမယ်ဆိုရင်လည်းကျွန်တော်အခြား trend ရှိဖို့လိုတယ်အဲ့လိုမျိုးမှကျွန်တော်ဒါအဆင်ပြေမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုကနေပြီးတော့ကြောင်းပြီးတော့မှကိုကသွားလို့ရတယ်သူ့ရဲ့ manager ကဘာလဲဆိုတော့တစ်ခါတလေကြာရင် market က ဆိုပါဆို turning point နေပြီးတော့မှအရန်ထိုးကြပါပြီပြီးမှဒီလိုပုံစံမျိုးဖြစ်တယ်ဆိုရင်ကိုကဒီမှာရောင်းတဲ့ခါမှာဈေးနှုန်းကရွေးတော့ရွေးရဲဒါပေမဲ့နည်းနည်းရွေးပြီးပါမှပြီးမှပြန်တက်တဲ့ဟာမျိုးကျွန်တော်ကြုံရတတ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီကောင်လည်း budget လုပ်ဖို့လိုတယ်ပြီးသွားတဲ့ခါကျရင်ကိုကအာဘယ်လိုပုံစံမျိုးမှာဝင်ရမလဲဆိုရဲသူ့ရဲ့တိကျတဲ့ criteria ရှိဖို့လိုတယ်ပေါ့နော်ဆိုတော့နှစ်ခုစလုံးတည်တာအရေးကြီးတယ်အခန်းကဏ္ဍမှာကျွန်တော်ပါဝင်ပါတယ်โอเคဆက်ပြီးကြည့်ကြအောင်ဆိုတော့နောက်တစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒါ ဟိုပါပေါ့နော်ဒါကျွန်တော် trend trading ပြောပြီးွားတဲ့ခါမှာအခုနောက်တစ်ခုပြောမယ့်ဟာကတော့ဘာလဲဆို sideway trading ပေါ့နော် sideway trading ဆိုတာက market က sideway ဖြစ်နေရဲဆိုရင်ကိုကအာ sideway ဖြစ်နေဆိုရင်ကျွန်တော်ဒီ time frame အသေးမှာကိုကဒီ sideway trading ကိုကျွန်တော်တို့ပြုလုပ်လို့ရတယ်ဆိုတော့ဥမာအပြင်ပြောမယ်ဆိုရင်အခုဒီမှာတော့ကျွန်တော်ဒီဒါ daily time frame နဲ့ h4 time frame ကိုကျွန်တော်နားလည်လည်အောင်ပြောထားပါဘောเนาะဆိုတော့ကိုက swing trading ဆိုရင်တော့ daily နဲ့ h4 ဒီဒါကျွန်တော်တို့ကြည့်ရမယ့် time frame ဖြစ်တယ် အဲ့လောက်ကိုကြည့်ရမယ်ကြည့်ပြီးသွားတဲ့ခါကျရင်တော့ကျွန်တော်တို့ဒီ H1 time frame လောက်မှာကျွန်တော်တို့ဒီ setup ကိုကျွန်တော်တို့ကအယောင်းဝယ်ကိုကျွန်တော်ပြုလုပ်လို့ရတယ်။ကိုက day trading ပြုလုပ်တယ်ဆိုရင်တော့ကြည့်ရမယ့် time frame ဒီ H1 ဖြစ်ပြီးတော့မှ higher time frame ဒီ H1 ဖြစ်ပြီးတော့မှကျွန်တော်တို့ဒီအာကို entry criteria ဝင်ကြည့်ရမယ့်ဥစားဒီပါလဲဆိုတော့5မိနစ်ချက်ဖြစ်တယ်ကျွန်တော်က5မိနစ်ချက်ကိုပို့ပြီးတော့မှအဆင်ပြေရပါတော့တချို့က10မိနစ်ချက်တချို့က5မိနစ်ချက်အဲ့လိုတုံးရတယ်တချို့က15မိနစ်ချက်တုံးတယ်ကျွန်တော်ကတော့9မိနစ်ချက်ကို သဘောကျပါတယ်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ဒါကိုသွားလို့ရရပေါ့နော်အခုဒီမှာဆိုရင်အဲကိုကြည့်လိုက်တဲ့ time frame high time frame မှာက daily h4 h1 မှာပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ daily h4 အာဆိုပါဆိုကျွန်တော် day နဲ့ပြောမယ်ဆိုရင် day ဆွဲနဲ့ပြောမယ်ဆိုရင် daily နဲ့ h4 time frame ကိုကျွန်တော်ကြည့်လိုက်လို့ sideway ဖြစ်နေဆိုရင်ကျွန်တော်ဒီဒါ h1 time frame ချက်မှာကျွန်တော်ဒီအဲ့လို support resistance ကျွန်တော်ဆွဲပြီးတော့မှဒီလိုမျိုးအာ support resistance ရှိတယ်နော် indicator တွေကထောက်ပံ့ဖြစ်တယ် candlestick တွေကလည်းအာကိုစားပြည့်ရဆိုရင်အဲ့လိုမျိုး swing point တွေမှာကျွန်တော်တို့က အယောင်းဝယ်ကျွန်တော်တို့ကလုပ်လို့ကျွန်တော်တို့ကရပါတယ်ဆိုတော့အဲ့လားဒါပါလဲဆိုတော့ကျွန်တော် sideway trading လို့ခေါ်တယ်အဲ့မှာမှာ sideway trading နဲ့မှာမှာကိုယ့်ကိုပို့ပြီးတော့မှဟိုအားသာစေတဲ့ပုံစံတစ်ခုလည်းရှိတယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့အာကျွန်တော်ပြက်ပြက်ပြပါမယ်ဆိုတော့အခုဒီမှာကျွန်တော်ပုံစံတစ်ခုလုပ်ပြပေးမယ်အဲ့ဒါပါလဲဆိုတော့အာကျွန်တော်အခုဒီမှာဒီ slide လေးနဲ့ပြပြမယ်ပေါ့နော်ဒီမှာဖြူလေးရှိလို့ပေါ့ okay ဒီ sideway trading မှာမှာကျွန်တော်ဘာရှိလဲဆိုရင် အာကျွန်တော်တို့ဘယ်လိုပုံစံမျိုးကျွန်တော်တို့ရှိလဲဆိုရင်ပေါ့နော်ဘယ်လိုပုံစံမျိုးကျွန်တော်တို့ရှိလဲဆိုရင်ကျွန်တော်အခုဒီမှာ market ကပေါ့နော်ကျွန်တော်တို့တက်သွားပြီပြီးပြန်ကြရတယ်တက်တယ်ပြီးဒီမှာ sideway ကျွန်တော်တို့ဖြစ်နေတယ်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့က sideway ပုံစံတစ်ခုကျွန်တော်တို့ကဒီမှာရှိနေတယ်ဆိုရင် ရှိနေတယ်ဆိုရင်ကျွန်တော်တို့ဒီ sideway ထဲမှာကျွန်တော်တို့ဝင်မလားရောင်းမလားဆိုရင်အဝင်နဲ့ရောင်းနေဆိုရင်ကျွန်တော်အဝင်ကပို့ပြီးအားသာတယ် ဘာဖြစ်လို့ဆိုတော့သူ့ရဲ့ဒီ established trend ကအတက်ဖြစ်အတွက်ကြောင့်ဒီကောင်ဒီ likely to break out ဖြစ်ဖို့ပုံများတယ်ပေါ့နော်ဒါပေမဲ့တစ်ခါတလေကြာရင်လည်းသူပြန်ပြီးတော့ကြာသွားမျိုးလည်းရှိတယ်ဒါပေမဲ့ကိုကကိုကိုက bias ပေါ့တစ်ဖက်ဖက်ကိုကိုကရွေးမယ်ဆိုရင်တော့ဟိုဒီ sideway တစ်ခုရှိတယ် market တစ်ခုက sideway တစ်ခုရှိတယ်ဆိုရင်သူ့ရဲ့ကနာဦးစတီးရနေရာဒီအတက်လာအကျလာဆိုတော့ကျွန်တော်သိဖို့လိုတယ်ဆိုပါဆို market တစ်ခုက down trend မှာဖြစ်တယ်ပြီးတော့ဒီမှာသူက sideway တစ်ခုကျွန်တော်တို့ဖြစ်နေတယ်ဆိုရင် အာ side way တခုကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ဖြစ်နေရဲဆိုရင်ဒီ side way ထဲမှာကိုက trade မယ်ဆိုရင်ကျွန်တော်ဒီအဝယ်ထက်စာရင်တော့ကျွန်တော်ဒီအယောင်းကိုကျွန်တော်ပို့ပြီးတော့မှသဘောကျတယ်တနည်းအားဖြင့်ဒီကောင်ဒီဆက်ပြီးတော့လဲကြနိုင်တယ်မကြဘဲနဲ့တက်မယ်ဆိုရင်လည်းကျွန်တော်ဒီဒီစကနာကိုဖြစ်တည်တဲ့ side way ထဲမှာဆိုရင်ကျွန်တော်တို့ဒီလိုမျိုး selling chance ကပို့ပြီးတော့မှအဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ primary trend က down trend ဖြစ်နေလို့ပေါ့နော်အဲ့တော့ကိုက side way ဆိုရင်တော့မှလက်ရှိဖြစ်ပေါ်နေတဲ့ side way ဒီအတက်လမ်းကြောင်းမှာဖြစ်နေရလားဒါမှမဟုတ်အကျလမ်းကြောင်းမှာဖြစ်နေရလားကြည့်လို့ရတယ် အတက်လမ်းကြောင်းမှာဖြစ်တယ်ဆိုတော့အတက်ကပို့ပြီးအားတာတယ်အာအကြလမ်းကြောင်းမှာဖြစ်တယ်ဆိုတော့အကြပူအားတာတယ်ပေါ့နော်အဲ့တော့ quality site way ထဲမှာရောင်းဝယ်လုပ်ချင်တယ်ဆိုရင်တော့မှကျွန်တော်တို့အာအတက်မှာကျွန်တော်တို့ကအာဒီအတက်ထဲမှာကျွန်တော်တို့ကဝယ်မှာလားဒါမှမဟုတ်ကျွန်တော်တို့ကအကြမှာကျွန်တော်တို့ဟိုဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကအတက်ဖက်မှာနေမှာလားအကြဖက်မှာနေမှာဆိုတဲ့ဟာတခုကိုကျွန်တော် trend ကိုကြည့်ပြီးတော့မှကျွန်တော်တို့ trading ကိုကျွန်တော်တို့ပြုလုပ်လို့ရပါတယ်ဒါပါလဲဆိုတော့ကျွန်တော်တို့သိရမယ့် ဒါဟာတစ်ခုပေါ့နော်ဒါကျွန်တော်ဒါ site way မှာဆိုရင်အဲ့လိုမျိုးသွားလို့ရတယ် site way criteria လည်းအဲ့လိုပါပဲ site way မှာဆိုရင်လည်းကျွန်တော်တို့ကအာတန်ပြီးတော့မှ support resistance ရှိအောင်လည်းကျွန်တော်ကဝေလို့မရဘူးကျွန်တော်တို့ဘာလုပ်ကြမလဲဆိုတော့အာကျွန်တော်ဘာလုပ်ကြမလဲဆိုတော့ကျွန်တော်တို့က candlestick formation နဲ့ဘလို့ပုံလင်ရှိမလဲကြည့်ရမယ်ပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့ indicator အခုညီနဲ့ဒီနေရာဒီ oversold လား overbought လား အဲ့လိုမျိုးကျွန်တော်ကြည့်လို့ရတယ်ပြီးတော့ကျွန်တော် higher time frame support resistance တွေကြည့်ပြီးတော့မှာပေါ့နော်ကျွန်တော်တို့ဒီဒီညာဒီဝယ်လို့ကောင်းလားမကောင်းလားဒီလိုမျိုးကျွန်တော်တုံးသက်ပြီးတော့မှာ criteria သတ်မှတ်ပြီးတော့မှာကျွန်တော်တို့ကဝယ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ trading ပြုလုပ်တဲ့အခါမှာ trading ရန်ဘာကြောင့်ကျွန်တော်တို့ကဟိုရေးဘူးရအဖြစ်ပေါ့နော်ကြည့်တဲ့အခါမှာလွယ်ပင်မဲ့တကယ်လို့ကြည့်တဲ့အခါမှာဘာကြောင့်ခက်လဲလို့ကျွန်တော်ပြောမယ်ဆိုရင်အဓိကနှစ်ခုရှိရယ်ပေါ့နော်ပထမတစ်ခုကဘာလဲဆိုတော့ပထမတစ်ခုကကျွန်တော်ဒီကိုမှန်းတဲ့ direction မှန်းတာမှန်းဖို့လိုတယ် direction ကကိုက ဈေးတက်မယ်ဆိုရင်ဈေးတက်တဲ့ဘက်ကိုဈေးတက်တယ်လို့ကိုကယူဆရစင်ဒါဈေးတက်ဖို့လိုတယ်ပေါ့နော်ကြာမယ်လို့ယူဆရင်ကြာဖို့လိုတယ်အဲ့လိုမျိုးအတက်ကြောက်ကိုခံမနေတဲ့အခါမှာကျွန်တော်တို့ဒီဒီ market structure လို့ခေါ်တဲ့ဈေးနှုန်းဖွဲ့စည်းပုံတွေကိုတည်ဖို့လိုတယ်အဲ့လိုအတက်ကြောက်ခံမနေတဲ့အခါမှာကျွန်တော်ဒီတည်ရမယ့်အခက်အခဲတစ်ခုကျွန်တော်ရှိတယ် တစ်ခုပေါ့နော်ရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့အဲ့လိုမျိုးတက်ကြခံမှန်းပြီးွားရင်ဘေးနားမှာဝင်မလဲဆိုတဲ့ဘေးဘေးနားမှာဝင်မလဲဘေးအချိန်မှာဝင်မလဲဆိုတဲ့ဟာတစ်ခုကလည်းပြန်ရေးကြည့်ပြန်တယ်ဆိုတော့ကျွန်တော်တို့ market တစ်ခုဖြစ်သွားတဲ့ခါကျရင်ကျွန်တော်ဒီလို trend ဖြစ်သွားမှကျွန်တော်ဝင်မှာလားဒီလို turning point မှာဝင်မှာလားဆိုတော့ကျွန်တော်တို့ဒီအဲ့ timing ပေါ့နော်ဟိုဝင်မဲ့နေရာကိုကျွန်တော်ကအရန်ရေးကြည့်တယ်ဆိုတော့တက်မန်းတော့သိတယ်ဝင်မဲ့နေရာမှားတယ်ဆိုရင်လည်းအဆင်မပြေဘူးတစ်ခါကျရင်ကိုကဟိုတက်မယ်ဆိုပြီးကိုကဒီမှာဝယ်တယ်ဈေးနှုန်းပြန်ပြုတ်ကြပါတယ်ပြီးတော့ပြန်တက်သွားတယ် ကိုကထပ်ဝေလိုက်တယ်ဇင်းတို့မျိုးမျိုးရိုက်ပန်တက်သွားတယ်ဆိုအဲ့လို timing တွေဟာမျိုးလေးရှိတယ်ပေါ့နော်အဲ့အတွက် direction မှန်းတာမှန်ဖို့လိုတယ်ပြီးသွားတဲ့ခါကျရင်ဝင်မဲ့အချိန်နဲ့ဝင်မဲ့နေရာမှန်ဖို့လိုတယ် timing ကိုက်ဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်သွားတယ်အဲ့တော့ကျွန်တော်ဒီအဲ့ဒီနှစ်ခါတာကျွန်တော်တို့ trading မှာပြောမယ်ဆိုရင်ချက်ကိုတုံးတက်တဲ့ခါမှာဆိုရင်ဒါအရေးကြီးတဲ့ဟာပေါ့နော်တခြားတစ်ထပ်ပြီးအရေးကြီးတဲ့ဟာရှိသေးတယ် risk management လို့ အဲကျွန်တော် risk management နေကျွန်တော်ရေးကြည့်တယ် data တွေလည်းရေးကြည့်ရပိုင်းမှာပါတယ်ဆိုတော့အခုလောလောဆယ်ဒီ chat မှာပြောမှဆင်တော့အဲ့လိုမျိုး timing ကြိုက်ဖို့လိုတယ် trend direction မှန်တာမှန်ဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ကသွားလို့ကျွန်တော်တို့ရပါတယ်ဒါပါလဲဆိုတော့ကျွန်တော်ဒါ sideway trading ကြရင်ကျွန်တော်သိရမယ့်ဟာတခုပေါ့နော်လက်ရှိ sideway ဖြစ်နေတာဒီတန်လန်းကြောင့်မှရှိနေရလားအကြမ်းလန်းကြောင့်မှရှိနေတာဒါကိုကျွန်တော်တို့ကသိဖို့လိုပါတယ် နောက်တစ်ခုကတော့ contrarian trading ပေါ့နော်ဆိုတော့ sideway trading ရဲ့ trend trading ရဲ့မှာတော့ကျွန်တော်အာပုံမှန်အဖြစ်ကျွန်တော် trade trader ရှိတယ်အတွေ့အကြုံလည်းရှိတယ်ပေါ့နော်ဒီ contrarian trading မှာကျတော့အာဘယ်လိုခေါ်မလဲဒါကတော့ trader တူးချင်းတယောက်ချင်းစီရဲ့ကြွညင်မှုနဲ့သူ့ရဲ့ market ပုံမှာမြင်တဲ့အမြင်ပုံမူတည်ရေပေါ့နော်ဆိုတော့ contrarian trading မှာတချို့အရန်အောင်မြင်တဲ့ trader ရှိတယ်တနည်းအားဖြင့် turning point ကိုမှန်းတာပေါ့ဆိုတော့ तू ကဘာလဲဆိုတော့ turning point ကိုဘယ်လိုမှန်းလဲဆိုတော့ तू ကသူ့ရဲ့ပင်မ establish trend တစ်ခုကရှိပြီးသား ရှိပြီသားဖြစ်တဲ့အကြောင်းပုံမှန်အပြင်ကျွန်တော်တို့ကဒီလိုနေရာမှာဝယ်မယ်ဒီလိုနေရာဝယ်မယ်ဒါပေမဲ့ဒီလိုဖြစ်တယ်ဆိုရင်လည်းပြန်ကြပြီးကျွန်တော်ဒီလိုနေရာမှာကျွန်တော်ဝယ်ဖို့ကျွန်တော်ကြိုးစားမယ်အခုဒီလိုမျိုးပေါ့ဒီလိုနေရာမှာဝယ်မယ်တက်မယ်ပြန်ကြမယ်ဒီလိုနေရာမှာကျွန်တော်ဝယ်မယ်ဒါမှမဟုတ်လည်း loan break out ဖြစ်မှာဝယ်မယ်ဒါပေမဲ့ဒါမှမဟုတ်ပြန်တက်တဲ့ခါကျရင်လည်းကျွန်တော်ကဒီလိုမျိုးဒီလိုမျိုး reverse point မှာကျွန်တော်ပြန်ဝယ်မယ်အဲ့လိုမျိုးကျွန်တော်ကဒါဟိုပုံမှန်အပြင်ဒါကျွန်တော်ရဲ့စိတ်ကအဆင်ပြေတဲ့ပုံစံတစ်ခုပေါ့နော်အာတချို့ trader တွေကြတော့အဲ့လိုမဟုတ်ဘူးတချို့ trader တွေကြတော့ the turning point တွေမှာရောင်းဖို့ဒါရမ်းကြွန်းတယ် market trend တစ်ခုဟာသူက time frame ကြီးမှာ establish trend တစ်ခုဟာတက်ဖြစ်နေရေဆိုရင်လည်းသူကဒီအတက်မှာသူ participate မလုပ်ဖယ်နဲ့ဘယ်နှမှာပြန်ကြမလဲဆိုရေရိုလည်းဖြစ်ဖြစ်မယ်ရေရှည်လည်းဖြစ်ဖြစ်မယ်အဲ့လိုမျိုးလက်ရှိ trend နဲ့ဆန့်ကျင်ပြီးတော့ပေါ့နော် against လောက်ပြီးတော့မှ trade စနစ်ပေါ့ contrarian trading လို့ခေါ်တယ် counter trend လည်းခေါ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး market တစ်ခုဟာအဲ့လိုမျိုး counter trend ဒီလိုမျိုး reversal point နေမှာကျွန်တော်တို့ဒီဒါကို trade လို့ရတယ်ပေါ့နော်ဆိုတော့ established trend တစ်ခုကရှိပြီးသွားပြီဆိုရင်ကျွန်တော်တို့ market တစ်ခုကအတက်တစ်ခုလို့ဖြစ်နေပြီဆိုရင်ပေါ့နော်သူကဒီလိုမျိုးအတက်မှာ participate မလုပ်ဘဲနဲ့ဘေးနားမှာပြန်ကြမလဲဆိုပြီးတော့အဲ့နာမှာရှိတယ် support and resistance တွေရှိမယ်ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ candlestick တွေ formation ပုံစံရှိမယ်ပြီးသွားတဲ့အခါကျရင်ကျွန်တော်ဒီ indicator အကူအညီကျွန်တော်ယူမယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ကြည့်ပြီးတော့မှကျွန်တော်တို့ကြောင်းမြန်လက်ရှိ existing trend နဲ့စန့်ကျင်ပြီးတော့မှကျွန်တော်တို့ trade တဲ့ပုံစံမျိုးကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး အာ break out တွေမှာကျွန်တော် momentum ရှိချင်မွေးဘူးဒီလိုမျိုးကျွန်တော်တို့ swing point တွေမှာကျွန်တော်မဝယ်ဘဲနဲ့သူကအဲ့လိုမျိုး market ကအတက်ဆိုရင်သူကဘယ်နှမပြောင်းကြမလဲဆိုရေရဖြစ်ဖြစ်ရေရှည်ဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအကြမှာသူကနေပြီးတော့ရောင်းနေတဲ့ဟိုစနစ်ကိုရောင်းနေစနစ်ကိုတုံးနေပေါ့နော်ဒီလိုမျိုးသူကရေတို့ကြတဲ့ကြအောင်တုံးနေအာပြောင်းမြန် against trade ကိုတုံးနေပေါ့နော်အခုဒီမှာဆိုရင်လည်းသူကဒီလိုမျိုးနေရာမှာသူက shock လုပ်တယ်အဲ့လို shock လုပ်လို့ train ရပင်မာ train ရသူကဒါဟိုဖြစ်နေမှာမဟုတ်ဘူးပေါ့နော်အကြ train ဖြစ်နေမှာမဟုတ်ဘူးပင်မာ train ကဒါအတက်ပဲ အဲ့အတက်ကိုမှကျွန်တော်တို့ဒီအာတက်ကိုမှကျွန်တော်တို့ဒီအဲ့လိုမျိုးဒီ swing point တွေကိုရှာပြီးတော့မှပြန်ပြီး reverse ပြန်နေတဲ့ swing point တွေကိုရှာပြီးတော့မှ short selling လုပ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်သုံးတယ်ဒါကတော့ကျွန်တော်ကအာဟိုဒါကတော့ကျွန်တော်ဗာလဲဆိုတော့ဟိုဒီအတက်လမ်းကြောင်းမှပြောတာပေါ့နော် တကယ်လို့အကြလမ်းကြောင်းကျွန်တော် market ကတကယ်လို့ကျတယ်ဆိုရင်လေသူတို့ကကျတယ်ဆိုရင်လေသူကဒီလိုမျိုးနေရာမှာရောင်းမှုမလုပ်ဖ ೇನೆ သူကဒီလိုမျိုး market ပြန်ပြီးတော့ reverse ပြန်နိုင်တဲ့နေရာ counter trend ဖြစ်နိုင်တဲ့နေရာတွေမှာသူကဝေပြန်ပြီးတော့မှ buying ဒါအဝယ်ပြုတ်တဲ့လူတွေပေါ့နော်အဝယ်ပြုတ်လို့ပြီးတော့မှကျွန်တော်တို့အကျိုးမဲ့ရှာတဲ့လူရှိတယ်ဆိုတော့အဲ့လိုမျိုးတချို့အရန်ကောင်းတဲ့ trader တွေသူတို့ intuition ပေါ့နော်သူတို့မသိစိတ်တွေကနေပြီးတော့မှသူကသူတို့စိတ်တွေကနေပြီးတော့မှတန်းပြီးတော့မှဒီလိုနေရာစဉ်ဖြစ်နိုင်နေဆိုပြီးတော့မှအတွေ့အကြုံများပြီးတော့မှအရန် trader ကောင်းတဲ့လူတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုလေးကျွန်တော်ရှိတယ်ဒါကြောင့်ကျွန်တော်တို့က trading ပြုတ်တဲ့အခါမှာဆိုရင်ဒီလိုမျိုးပုံစံတွေရှိတယ်ပေါ့နော်အဲ့တော့ကိုက ဟို trading ဒီ market ထဲကိုကျွန်တော်စပြီးကျွန်တော်ဝင်လာပြီဆိုရင်ကိုကဘယ်လိုပုံစံမျိုးနဲ့ကိုက်ညီလဲဆိုတာသိဖို့ကျွန်တော်လိုပါတယ်ဆိုတော့ဒီ risk management နေ trading psychology ရေကျွန်တော်မပြောခင်မှာဘယ်လိုမျိုး methodology ဘယ်လိုပုံစံမျိုးနဲ့ကိုကအရောင်းဝယ်လုပ်မလဲကိုစိတ်ကဘာနဲ့ကိုက်ညီလဲဆိုတာကိုကသိဖို့လိုတယ်ဆိုတော့ကျွန်တော်ပြန်ပြီးတော့ညီကုန်းချုပ်ပြီးပြောမယ်ဆိုရင်တော့ market မှာကျွန်တော်တို့ဒီ trend trade လို့ရတယ် sideway trade လို့ရတယ်ကျွန်တော်တို့ contrarian လို့ခေါ်ရဲ counter trend trade လို့ရတယ် အဲ့မှာမှာကျွန်တော်တို့ဒီ trend trade တဲ့ခါကျရင်ကျွန်တော်ဆက်နပ်ပြောလို့ပဲ reversal point ကိုကျွန်တော်တို့ရှာပြီးတော့မှကျွန်တော် trade မလားဒါမှမဟုတ် market ကဘယ်လိုမျိုး momentum တစ်ခုရှိသွားပြီဆိုမှ momentum နောက်ရှိပြီဆိုမှ breakout ဖြစ်ပြီဆိုမှ continuation ပုံစံမျိုး trade မလားဒီလိုမျိုးကျွန်တော်သုံးလို့ရတယ်နောက်တစ်ခုကကျွန်တော်ဘာလဲဆိုတော့ sideway ပုံစံဖြစ်မယ် market တစ်ခုကကျွန်တော် sideway ဖြစ်တယ်ဆိုရင်ကျွန်တော်ဒီဟိုဟိုကျွန်တော် bias ကတော့ဟို aware ရောရောနှစ်ခုလုံးလုပ်လို့ရတယ်အဲ့မှာမှာကိုက ပို့ပြီးတော့မှကိုယ့်ဘက်ကိုပို့ပြီးတော့မှဟို likely likelihood ကိုဖြစ်နိုင်ချေကျွန်တော်တို့ပို့ပြီးတော့များခြင်းနေဆိုရင် sideway မှာကျွန်တော်တို့ဒီဒါသူ့ရဲ့ existing trend ဒါအကျမှာဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဒီလိုအကျနေရမှာရောင်းခြင်းကကိုယ့်အတွက်ကပို့ပြီးတော့မှ chance ပိုများတယ်တကယ်လို့ကိုယ့်ရဲ့ဒီဟို sideway တစ်ခုရှိတယ် sideway တည်းကျွန်တော်တို့ဘမာရှိတယ်ဆိုတော့သူ့ရဲ့ပင်မ trend ဒီကျွန်တော်တို့ဒီအတက်မှာကျွန်တော်တို့ရှိနေတဲ့ trend ဆိုရင်ကျွန်တော်တို့ဒီလိုမျိုး အာဒီလိုမျိုး site way ထဲမှာကျွန်တော်ဒီဝယ်တာတွေကိုယ့်အတွက်ကပို့ပြီးတော့မှကျွန်တော်အချိုးများပါတယ်เนาะအဲ့လိုမျိုးကျွန်တော်ရှိပါတယ်ဆိုတော့ဒီလိုမျိုးကျွန်တော် site way မှာတုံးလို့ရတယ်နောက်ဆုံးတစ်ခုကပါလဲဆိုတော့ contrarian contrarian ဆိုတာကတော့လက်ရှိပင်မှာ trend ကတော့အတက်ဖြစ်မယ်အတက်ဖြစ်တယ်ဆိုရင်လည်း तू ကအတက်ဖြစ်တယ်ဆိုရင်လည်း तू ကဝယ်ဖို့အတွက်မစူးစမ်းဘဲနဲ့ဘေးနားမှာပြန်ပြီးတော့မှ ဈေးနှုန်း reverse ပြန်မလဲတနည်းအားဖြင့်ကျွန်တော်တို့ counter trend ဖြစ်မလဲ retracement ဖြစ်မလဲအဲ့နေရာကိုရှာပြီးတော့မှကျွန်တော်တို့အယောင်းဝင်လုပ်ပြီးတော့မှဒါပတ်စံရှာရတဲ့နီးစနစ်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးသုံးတယ် market ကကျွန်တော်တို့အကျဆိုရင်လည်းအကျဆိုရင်လည်းကျွန်တော်တို့အပင်နှမ်းမှပြန်ပြီးတော့မှဒီရေတို့ပြန်တက်မလဲဆိုတဲ့အဲ့လိုမျိုး reverse point လေးကိုရှာပြီးတော့မှ trade တဲ့ဟာမျိုးကိုကျွန်တော်ဒီ contrarian trading လို့ခေါ်ပါတယ်ဆိုတော့ဒါဒီနေ့ဒါ ကျွန်တော်ဒီ trading မှာသိရမယ့်ဒါ methodology နဲ့ကျွန်တော် trading system ရင်ဒါအခြေခံနေဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီနေ့ video လေးမှာကျွန်တော်ဒီ trading ကြီးကိုမောင်နှမရင်ဒါကျွန်တော်တို့အာဘုဒ္ဓတ်ကျွန်တော်တို့ဒါအများကြီးကျွန်တော်ရရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့အာကျွန်တော်တို့စပြီးတော့မှ trade တဲ့ခါကျရင်လဲကိုနိုင်တဲ့ risk နဲ့ပဲစပြီး trade ဖို့ပြီးွားတဲ့ခါကျရင်လဲကို trade တဲ့ခါကျရင်လဲတေချာလေးလာပြီးမှ trade ဖို့အတွက်ကျွန်တော်တေချာလေးအကြံပေးပေးခြင်းပါတယ်ဆိုတော့ဒီနေ့ video လေးမှာအာကြည့်ရှုတဲ့ကျွန်တော် trader ကြီးကိုမောင်နှမရင်အကုန်အကုန်လုံးအဘူးတရရမယ်လို့ယုံကြည်တယ်အားလုံး အာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံကြပါစေကျွန်တော်နောက်ထပ်အာဗီဒီယိုလေးမှာပြန်ပြီးတော့မှဆုံတွေ့ကြပါမယ်အားလုံးပပိုင်ပါကျေးဇူးတင်ပါတယ်